နိုင်ငံတော်ဝန်ကတက္ကသိုလ်တက်ရောက်မဲ့ចောင်းသားចောင်းသူတွေမဲမပေးပါကចောင်းအပ်လက်မခံဘူးလို့ချင်းချောက်မှုတွေရှိနေတာကြောင့်အတူយ៉ាងရွေးကောက်ပွဲအတွက်ဆန္ဒမပါပဲကြိုတင်မဲ့ပေးခဲ့တဲ့တက္ကသိုလ်ចောင်းသား3000နီးပါးရှိတယ်လို့သိရပါတယ်တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေမှာတက်ရောက်မဲ့ចောင်းသားចောင်းသူတွေကြိုတင်ဆန္ဒမဲ့ပေးရမှာသတ်မှတ်ကာလအတွင်းမဲ့ပေးသူ28339ဦးရှိတယ်ဆိုပြီးစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာဖြစ်ပါတယ် လောင်မဲ့တက္ကသိုလ်ကောလိပ်ကျောင်းဖွင့်ကာလမတိုင်းခင်နိုဝင်ဘာလ18ရက်နေ့ကနေ21ရက်အတွင်းကြိုတင်မဲ့ပေးဖို့ရွေးကောက်ပွဲကော်မရှင်ကကာလသတ်မှတ်ခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာအသက်18နှစ်ပြည့်ပြီးကစားဖြစ်တာကြောင့်ပထမဆုံးမဲပေးခွင့်ရကြသူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်မဲစင်းမှာပါပြီးတက္ကသိုလ်တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့မိမိတို့ရဲ့မဲစင်းပါရှိရာရက်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံတွေမှာ မဲပေးဖို့အတွက်စစ်ကောင်စီကဖိအားပေးနေတာဖြစ်ပါတယ်။ဒါအပြင်ကျူတင်ဆန္ဒမဲပေးပြီးကြောင်းတတိယကံလက်မှတ်ပါမှသာចောင်းအပ်လက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ရက်ွက်တွေထဲမှာလည်းကျူတင်မဲပေးကြဖို့ကားနဲ့လိုက်လံသတိပေးကြညာတာမျိုး အောက်ခြေအစင်းထိအုတ်ချုပ်ရေးပိုင်းဖြစ်တဲ့စိမ်မှု၊ယာယီမှုတွေကနေတဆင်ပြောဆိုတာတွေပြုလုပ်နေတာဖြစ်ပါတယ်။အာနာတိန်စစ်ကောင်စီဟာရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်ကစပြီး အပိုင်း၃ပိုင်းခွဲကပြုတ်လုသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။